နယ်တို့ရဲ့စံကေတာအစွဲလန်းကဘာကျော်ဘောလုံးသမားစီယိုနယ်တို့ကတော့စံကေတာတွေကသူ့ရဲ့ရုပ်ရည်ကိုပို့ပြီးတင့်တယ်စေသလိုကိုကိုကိုယုံကြည်မှုကိုတိဆောက်တဲ့နေရာမှာလည်းအရေးပါတဲ့အရာဖြစ်တယ်ဆိုပြီးတော့သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်အသက်40ကျော်ပြီဖြစ်တဲ့စီယိုနယ်တို့ကတော့သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေကိုအကောင်းဆုံးထိန်းသိမ်းထားဆဲဖြစ်သလိုဘောလုံးကွင်းတွေထဲမှာလည်းဂိုးတွေကိုတတိုင်းတိုင်းသွင်းယူနေဆဲပဲဖြစ်ပါတယ်စီယိုနယ်တို့ကမြက်ခင်းစိမ့်တွေရဲ့နောက်ွယ်မှာသူ့ရဲ့ပုပ်ကိုရေးဘဝကိုခြားပြလေးရှိသူဖြစ်ပြီးတော့သဘင်ကိုဂယူဆိုင်ခြင်းကရုပ်ရည်သွင်းမြင်ကိုတည်ကြည်ခံရစေသလိုယုံကြည်မှုကိုလည်း တိုးစေရလို့ပြောကြခဲ့တာပါ။အင်နာဆာနဲ့ပေါ်တူဂီလက်ရွေးစီဝိုင်းရင်တိုက်စစ်မှုဆီယိုနယ်တို့ကအခုလိုကစားသမားဘဝထိပ်တန်းစစ်မှာနှစ်ပေါင်းများစွာယက်တီနိုင်တာကတော့စံကေတာကပေးတဲ့ယုံကြည်မှုကြောင့်ပါတယ်ဆိုပြီးလည်းဖွင့်ဟခဲ့တာပါ။ပေါ်တူဂီအသင်းကောင်းဆောင်က Love FM နဲ့အင်တာဗျူးမှာတော့သူ့အနေနဲ့စပင်မရှိတော့ဘဲနဲ့ကတုံးဖြစ်နေမယ်ဆိုရင်တော့သူ့ရဲ့ရုပ်ရည်ကအခုလိုပုံစံမျိုးမဟုတ်ဘဲနဲ့တမျိုးဖြစ်နေလိမ့်မယ်ဆိုပြီးတော့စံစံဖန်ဖန်ပြောကြခဲ့တာပါ။ဆီယိုနယ်တို့ပြောခဲ့တာကတော့စပင်တွေရှိတာအရန်ကောင်းပါတယ်။စပင်တွေကြောင့်ကောင်းတာတွေပိုလုံးနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေကိုခမ များတို့သဘောတူလားတော့မသိဘူးဒါပေမဲ့ကျွန်တော်ကတော့စပိန်တွေရှိနေရဘူးတော့သဘောကျပါတယ်တကယ်လို့ကျွန်တော်ကစပိန်တွေမရှိတော့ပဲဂရုံကြီးဖြစ်နေမယ်ဆိုရင်တော့ကျွန်တော်အခုလိုဆွေးနွေးလို့ဖြစ်လာမှာတော့မဟုတ်ပါဘူးလူအများစုကတော့စပိန်ရှိတာမရှိတာကိုတော့တိတ်ပြီးဂိမ်းမဆိုင်ကြဘူးကျွန်တော်ကတော့စပိန်တွေရှိခြင်းကလူတစ်ယောက်ကိုပို့ပြီးကြည့်ကောင်းစေတယ်ထင်ပါတယ်ဒါကကျွန်တော်မြင်သက်သက်ပါပဲလို့ပြောကြခဲ့ပါတယ် ဘော်လိုနီယိုစုကို၅ချိန်ရရှိထားခဲ့တဲ့ဆီယိုနယ်တို့ကကစားသမားဘောတစ်လျှောက်ထိတ်တဲ့အစ်စ်မှာတော့နှစ်ပေါင်းများစွာဆွမ်းဆောင်နိုင်တာကရုပ်ပိုင်းဆိုင်ရာခနာကိုပိုင်းဆိုင်ရာနဲ့ရုပ်ရည်သွင်မြင်ပိုင်းဆိုင်ရာနဲ့လည်းသက်ဆိုင်နေရလို့ယုံကြည်နေရလဲဖြစ်ပါတယ်။ဒါကြောင့်ဆီယိုနယ်တို့ကမန်ချက်စတာယူနိုက်တက်အသင်းကနေမထွက်ခွာခင်ပြည်ထောင်နာမည်ကျော်ဂျာနယ်လစ်ပီယာမော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတော့အဲ့ဒီတုန်းကသူ့ကိုဝေဖန်ခဲ့တဲ့ရိုနီထက်သူကပိုချောတယ်ဆိုပြီးတော့ပြောကြားခဲ့ကြတာလည်းဖြစ်ပါတယ်။